မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲအတွက်မဲပေးရေးလှုပ်ရှားမှုတွေမှာအတင်းအကျပ်ဖိအားပေးစင့်ခေါ်ခံရပြီးပါဝင်ရတဲ့အစိုးတော်တွေနဲ့အမှုပညာရှင်တွေကိုဆန္ဒအလျောက်တက်ကြွစွာပါဝင်သူတွေဆိုပြီးစစ်တပ်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဆိုသူမောင်မောင်အောင်ကစတင်တုံ့နှုံပြောဆိုလာပြန်ပါတယ် ရှမ်းပြည်နယ်အရှိပိုင်းမိုင်းပြင်းမြို့နယ်ကအချက်ဖတ်စစ်တပ်ရဲ့ခမရ96ကဘူကြီးဖြိုးကူကူကျော်နဲ့သူ့ရဲ့မိန်းမနဒီမြောင်ဝင့်ဆိုသူတို့ကအွန်လိုင်းငွေစုတယ်ဆိုပြီးရှယ်ယာထည့်မဲ့သူတွေခေါ်ယူပြီးတော့ငွေကျပ်သိန်းပေါင်း3000တောင်လိမ့်လဲတွားယူနေမှာကငွေပြန်တောင်းတဲ့သူတွေကိုဖမ်းဆီးတပ်ဖြတ်မဲ့ဆိုပြီးတော့ပါချင်းချောက်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ အချက်ဖတ်စစ်တဲ့ရဲ့အတုအယောင်ရွေးကောက်ပွဲအတွက်မဲပရေးလှူရှာမှုတွေမှာအတင်းကျပ်ဖိအားပေးစင့်ခေါ်ခံရပြီးပါဝင်ရတဲ့အစိုးတော်တွေနဲ့အမှုပညာရှင်တွေကိုဆန္ဒအလျောက်တက်ကြွစွာပါဝင်သူတွေဆိုပြီးစစ်တလောက်အခံပြန်ကြားရေးဝင်ကြီးဆိုသူမောင်မောင်အောင်ကစတင်တုံနှုတ်ပြောဆိုလာပြန်ပါတယ်။ဒါကတော့နိုဝင်ဘာလ15ရက်နေ့ကပဲရန်ကုန်မြို့ပြည်လမ်းမှာရှိတဲ့မြမအတန်းရဲ့ရုံမြင့်တန်ကျမ်းမှာသူတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက် မဲပရေလှုပ်ရှားမှုတွေမှာအမှုပညာရှင်တွေကိုအတင်းအကျပ်ဖိအားပေးရိုက်ခိုင်းနေတဲ့ရိုက်ကူးရေးလုပ်တဲ့နေရာစီကိုစစ်တပ်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဆိုသူမောင်မောင်အောင်ကတွားကြည့်ပြီးအမှုပညာရှင်တွေကိုဆန္ဒအလျောက်တက်ကြွစွာပါဝင်သူတွေဆိုပြီးတော့ပြောဆိုတုံ့နှုံတွားပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲဒီမှာပြန်ကြားရေးဝန်ကြီးဆိုသူမောင်မောင်အောင်ကရွေးကောက်ပွဲအတွက်ရိုက်ကူးရေးလုပ်ပေးဖို့အလှည့်ချနေတဲ့အစိုးရနဲ့အမှုပညာရှင်တွေကိုတခါလေတွေ့ဆုံသွားပြီးအမှုပညာရှင်တွေဟာအခုလိုဆန္ဒအလျောက် တတကြွကြွပါဝင်တဲ့အတွက်သူအနေနဲ့အတိမတ်ပြုဂုံယူပါတယ်ဆိုပြီးတော့ပါခတ်တီတီနဲ့ပြောသွားသေးတယ်လို့သိရပါတယ်တစ်ဖက်မှာတော့အော်တိုဘာ30ရက်နေ့ကပဲအချက်ဖက်စတလောက်ခံပြန်ဆက်ညှုံချုပ် Ages ဆိုသူကရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာအမှုပညာရှင်တွေကိုခေါ်တွေ့ပြီးသူတို့စတက်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ဝါရဖြန့်စီယုံရေးတွေလုပ်ပေးဖို့ဖိအားပေးခဲ့ရမှာလွတ်ငိမ့်နဲ့ပြန်လဲလွတ်မြောက်လာတဲ့အမှုပညာရှင်တွေပါမကြံအကုန်လုံးပါဝင်ရမယ်အကြောင်းနဲ့ တို့ပြောသလိုမပါဝင်တဲ့အမှုပညာရှင်တွေကိုအရေးယူမယ်ဆိုပြီးတော့ပါအတိအလင်းချိန်ချောက်ပြောဆိုခဲ့ပါတယ်။အဲဒီနောက်မှာပဲတို့ပြောသလိုရွေးကောက်ပွဲဝါရဖြန့်လှုပ်ရှားမှုမှာပါဝင်မှုဆက်သွယ်မှုကိုအကြောင်းမပြန်လို့ဆိုပြီးမင်းသမီးဖွဖွင်းနဲ့မင်းသားအလင်းရောင်တို့ကိုပါစစ်တကခေါ်ယူစစ်ဆေးချိန်ချောက်မှုတွေလုပ်ခဲ့ပါသေးတယ်။အဲဒီလိုစစ်တကအမှုပညာရှင်တွေအပေါ်နှီးမျိုးစုံချိန်ချောက်မှုတွေလုပ်ယုံနေမှာကတစ်ဖက်မှာလဲတို့စစ်တကထုတ်လွှင့်ခဲ့တဲ့ရွေးကောက်ပွဲအတူကြီးဆိုင်ရာဝါရဖြန့်ဇလန်း ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇကားကိုလူမှုကွန်ရက်ကနေတဆင့်ဝေဖန်လို့ဆိုပြီးနာမည်ကြီးဒရိုက်တာမိုက်တီဒရိုက်တာဇဘူထွန်းတက်လွင်ဒရိုက်တာအောင်ချန်းလူဇပိုတျုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတျုတ်ဆောင်အုံတိုင်းဆိုသူတို့ကိုပါရွေးကောက်ပွဲနှောက်ရှက်မှုနဲ့အမှုဖွင့်ဖမ်းဆီးခဲ့ပါသေးတယ်။အဲ့ဒီလိုအမှုပညာရှင်တွေကိုစစ်တပ်ကနှီးပေါင်းစုံနဲ့ PR ဗီတာတွေရောဖမ်းဆီးပြတာတွေရော လုပ်ပြီးမှသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ဝါရဖြန့်စီယုံပေးဖို့ရိုက်ကူးရေးတွေအတင်းအကျပ်လုတ်ခိုင်းနေတာကို အခု17လောက်ခံပြန်ကြားရေးဝင်ကြီးဆိုသူမောင်မောင်အောင်ကအမှုပညာရှင်တွေဟာဆန္ဒအလျောက်တက်ကြွစွာပါဝင်ပေးတဲ့အတွက်ဂုံယူတယ်ဆိုပြီးတော့ပါမတိကျအောင်ဆောင်ပြီးခတ်တီးတီးနဲ့ပြောဆိုတောပြန်တာဖြစ်သလိုအဲ့ဒီလိုရိုက်ကူးရေးလုတဲ့နေရာကိုမောင်မောင်အောင်ကိုယ်တိုင်လာပြီးကြည်တာဟာလေအဓိကကတော့မင်းအွန်လိုင်းရဲ့မျက်နှာသာပေးမှုရအောင်ကလိန်ကကြစ်အချင်းချင်းဟန်ဆောင်ပန်ဆောင်တွေလုတ်ပြနေတာဖြစ်တယ်လို့လေစစ်တပ်ရဲ့ပြန်ကြားရေးဝန်ကြီးဌာနနဲ့နီးစပ်တဲ့တင်အရေးမြေကိုယ်တိုင်ကပြောထားပါသေးတယ်ခင်ဗျ က်မှာတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းပြင်မြို့နယ်ကအချက်ဖတ်စစ်တပ်ရဲ့ခမရ918ကဗိုလ်ကြီးဖြိုးကိုကိုကျော်နဲ့သူ့ရဲ့မိန်းမနဒီမြဝင်းဆိုသူတို့ကအွန်လိုင်းငွေစုတယ်ဆိုပြီးရှယ်ယာထည့်မဲ့သူတွေခေါ်ယူပြီးတော့ငွေကျပ်သိန်းပေါင်း3000ကျော်လိမ့်လဲတွားရုံနဲ့မကငွေပြန်တောင်းတဲ့သူတွေကိုဖမ်းဆီးတပ်ဖြတ်မဲ့ဆိုပြီးတော့ပါချင်းချောက်နေတယ်လို့လိမ့်လဲခံရတဲ့သူတွေကရကုန်ခစ်တိကိုပြောပါတယ်ဖြစ်စဉ်ကတော့ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းပြင်မြို့နယ်ကအချက်ဖတ်စစ်တပ်ရဲ့ခမရ918က စစ်တပ်ကတူအပတ်စဉ်60နှစ်ကြောင်းစင်းဘူကြီးဖြုတ်ကူကိုကျော်ဆိုသူဟာတရင်မှာတာဝန်ထမ်းဆောင်တဲ့အချိန်သူ့ရဲ့မိမနဒီမြဝင်းဆိုသူနဲ့အတူအွန်လိုင်းကနေတဆင့်ငွေစုမဲ့ရှယ်ယာရှင်တွေကိုခေါ်ယူခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုရှယ်ယာရှင်တွေကိုခေါ်တဲ့အချိန်သူ့မိမနဒီမြဝင်းရဲ့ဘဏ်အကောင့်တွေနဲ့လက်ခံခဲ့ပြီးပထမတော့ရှယ်ယာရှင်တွေကိုစုငွေနဲ့အမျက်ငွေတွေပုံမှန်အပေးပြပြီးတော့သူတို့စီမှာရှယ်ယာရှင်တွေရဲ့ငွေပေါင်း3000ချီရောက်လာတော့မှအဲ့ဒီငွေတွေကိုမထုတ်ပေးတော့ပဲလိမ့်လေသွားကြတယ်ဆိုပါလေ။ ဲ့ဒီနော်ရေယာငွေထည့်ထားတဲ့သူတွေကသူတို့ငွေတွေကိုပြန်ပေးဖို့တောင်းလို့လဲအဲ့ဒီအချမ်းဖက်စတဲ့ရဲ့ခမရ9နှစ်8ကဘူကြီးဖြိုးကိုကိုကျော်နဲ့သူ့ရဲ့မိန်းမနဒီညာဝင်းဆိုသူတို့ကငွေတွေပြန်မပေးတဲ့အပြင်ပြန်တောင်းတဲ့သူတွေကိုလည်း PDF ထောက်ပို့တယ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးဖမ်းဆီးတပ်ဖြတ်ပစ်မယ်ဆိုပြီးတော့ပါပြန်လဲချင်းချောက်ပြောဆိုနေတယ်လို့ငွေလိန်ခံရတဲ့သူတွေကရန်ကုန်ခေတ်ကိုပြောထားပါတယ်လက်ရှိအဲ့ဒီအချမ်းဖက်စတဲ့ရဲ့ ခမရငါးနှစ်ရှိကဘူကြီးဖြိုးကိုကိုကြောနဲ့သူ့ရဲ့မိန်းမနဒီမြဝင်းတို့ရဲ့လိန်လယ်မှုခံရတဲ့ပြည်သူဟာအယောက်90ဝန်းကျင်ရှိပြီးအဲဒီကိစ္စကိုသူတို့စစ်တပ်ရဲ့ခမရငါးနှစ်ရှိတပ်မှရှိတဲ့တရင်မှုရောတိုင်းမှုတွေအထိပါတိုင်ကြားပေးမယ်လေအေးအယူမှုမရှိသလိုအဲ့ဒီငွေလိန်နဲ့ဘူကြီးဖြိုးကိုကိုကြောဆိုသူကိုတိုင်ကတိုင်တဲ့သူတွေကိုပါဖမ်းဆီးတပ်ဖြတ်ပြီးအကုန်လုံးကိုအစဖြောက်ပစ်မယ်ဆိုပြီးတော့ပါပြန်လဲချိမ့်ချောက်နေသေးတယ်လို့ငွေလိန်ခံရတဲ့သူတွေကပြောထားကြပါတယ်ခင်ဗျာ တစ်ဖက်မှာတော့အချက်ဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ຫນွေဦးတော်လိုင်းကြီးအကြောင်းကိုစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆွယ်စည်းရုံးမှုမှာထည့်ပြောလိုက်တဲ့ပြည်သူပါတီရဲ့တင်ကန်းညွန့်မြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းဥလွင်မြင့်ကိုစစ်တပ်နဲ့ရွေးကောက်ပွဲကော်မရှင်ကအရေးယူမယ်လို့အဲ့ဒီကော်မရှင်ကသတင်းထုတ်ပြန်လာပါတယ်။ဒါကတော့လက်ရှိစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတူကြီးမှာပါဝင်ရှင်ပြိုင်ဖို့လုပ်နေတဲ့ကိုကိုကြီးဦးဆောင်ရပြည်သူပါတီရဲ့တင်ကန်းညွန့်မြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းဥလွင်မြင့်ဆိုသူက မဲဆွဲစည်းရုံးမှုလုပ်တဲ့အချိန်သူ့ရဲ့တားဖြစ်သူဟာ2021ခုနှစ်အရေးတော်ပုံမှာပါဝင်ခဲ့တဲ့အကြောင်းမကြသေးခင်ကမှထောင်ကလွတ်လာတဲ့အကြောင်းပြင်မဲဆွဲစည်းရုံးနဲ့လက်ကမ်းကြီးညာစာတဲမှာလဲစစ်တကအာဏာသိမ်းမှုကိုစန့်ကျင်တဲ့2021ခုနှစ်ຫນွေဥတော်လန်ရေးဆိုတဲ့အတုံးနှုံးကိုပါပေါ်ပြခဲ့တယ်ဆိုပါလေဒါအပြင်ထောင်ထဲမှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအတွက်သူ့အနေနဲ့ငွေကြေးနဲ့ထောင်ဝင်ဇာတ်ကိုတဒတအပါဝင်ကူညီခဲ့တဲ့အကြောင်းကိုပါပြောဆိုပြီး မဲဆွယ်စည်းရုံးနဲ့ရုတ်တံကိုထုတ်လွှင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအတွက်ကိုကိုကြီးဥဆောင်တဲ့ပြည်သူပါတီကလွတ်တော်ကိုယ်စားလှယ်လောက်ဥလွင်မြင့်ဟာမဲဆွယ်စည်းရုံးနဲ့နေရာမှာ2021ခုနှစ်ဆန္ဒသိမ်းမှုနောက်ပိုင်းဖြစ်စဉ်ကိုအရေးတော်ပုံတော်လန်ရေးစတဲ့စကလုံးတွေတုံတော်မှုကြောင့်ဆိုပြီးဥပဒေနဲ့မညီတဲ့အကြောင်းကိုယ်စလေလောက်အရေးချင်းနဲ့ကန့်ညီမှုမရှိတဲ့အကြောင်းစစ်တပ်ထောက်ခံတဲ့ Telegram Channel တချို့ကနေပေါ်ပြခဲ့ပြီးနောက်မှာပဲစစ်တပ်လက်အောက်ခံရွေးကောက်ပွဲ Commission ဆိုတဲ့အဖွဲ့ကနေ အဲ့ဒီပြည်သူပါတီလွတ်တော်ကိုယ်စားလှယ်လောက်ဥလွင်မြင့်ကိုအရေးယူမယ်ဆိုပြီးတော့ထုတ်ပြန်ကြေညာထားပြန်တာပဲဖြစ်ပါတယ်။အဲ့ဒီပြည်သူပါတီဝင်ဥလွင်မြင့်ဟာနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်ဖြစ်ပြီးလက်ရှိစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတူကြီးမှာတင်ကန်းကျုံမြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်လောက်နေရာကနေဝင်ရောက်ရှင်ပြိုင်မဲဆွယ်မှုလုပ်ခဲ့တာဖြစ်သလိုအဲ့ဒီလိုမဲဆွယ်တဲ့အချိန်သူအပါဝင်သူ့ရဲ့အဖေရောသူ့ရဲ့သားပါမျိုးဆက်၃ခုဟာတော်လှန်ရေးမျိုးဆက်တွေဖြစ်တဲ့အကြောင်းနဲ့ တို့ဟာနိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့အကြောင်းတွေကိုလည်းထည့်သွင်းပြောဆိုသွားသေးတယ်လို့သိရတယ်လို့လောလောဆယ်တော့အဲ့ဒီလိုပြောဆိုမှုတွေနဲ့စစ်တပ်ရဲ့အာဏာသိမ်းမှုကိုစန့်ကျင်တဲ့နှွေဦးတော်လိုင်းအကြောင်းတွေကိုပါပြောဆိုမှုကြောင့်သူ့ကိုအရေးယူမယ်ဆိုပြီးစစ်တပ်လောက်ခန့်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လာတာပဲဖြစ်ပါတယ်ခင်ဗျတဖက်မှာတော့ ဆန္ဒရှင်စက်ကျင်တော်လန့်ရေးအကောင်းတဲ့စကိုင်းတိုင်းရဲ့ဂျာကာလာ MG အစိုးရစကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ်ဥဆိုးဦးကိုရွေးကောက်တင်မြှောက်လိုက်ပြီးစကိုင်းတိုင်းဖက်ဒရယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ဥမြင့်ထွေးဆိုသူရွေးကောက်ခံရတယ်လို့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စတ်မပုံမှန်အစည်းအဝေးကနေတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဒါကတော့ဒီကနေ့နိုဝင်ဘာလ18ရက်နေ့မှာပဲစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စတ်မပုံမှန်အစည်းအဝေးမှာစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာ MG အစိုးရအဖွဲ့ဝန်ကြီးချုပ်လောင်းရဲ့အမည်စာရင်းကို လွှတ်တော်စီတင်သွင်းအတည်ပြုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာပဲစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာ MG အစိုးရအဖွဲ့စကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ်ဦးစိုးဦးကိုရွေးကောက်တင်မြှောက်လိုက်တာဖြစ်တယ်လို့နောက်ထပ် MG ရဲ့စကိုင်းတိုင်းဒေသကြီးလွှတ်တော်အကြီးအကဲကိုပါအတည်ပြုတာဝန်ပေးအပ်ခဲ့တဲ့အပြင် MG ရဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးမြင့်ထွေးကိုရွေးကောက်တင်မြှောက်လိုက်တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျ။တဖက်မှာတော့နေပြီးတော့တကုံးမြို့နယ်နဲ့စကိုင်းမြို့နယ်ဘက်တွေမှာ ချက်ဖက်စစ်တပ်စစ်ကြောင်းတွေကိုတော်လန်ရေးတပ်တွေကတက်ခတ်ချင်းမမှုတွေအတွက်စင်တပ်ဘက်ကစစ်နာဦးကတော့အသေးသေးတိတ်ကုန်ကြပြန်တဲ့အပြင်ကာဒစီကိုပါမိရှုရှင်းနေနိုင်ခဲ့တယ်လို့တပ်ဆိုင်ရာတော်လန်ရေးတပ်တွေကရင်ကုန်ခစ်တွေကိုပြောပါတယ်။နေပြီးတော့တကုံမြို့နယ်မှာဆိုရင်နိုဝင်ဘာလ9ရက်နေ့ကပဲရဲနာမြေချေးရွာဘက်ကနေအမြန်လန့်မိုက်တိုင်251ဘက်ဆုတ်ခွာလာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေကလမ်းကနေကြပြတ်တိုက်ခိုက်ခဲ့တယ်လို့မြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ် ဲ့ဒီလိုတိုက်ခိုက်မှုအတွေ့မိုင်းမိတဲ့စစ်သားတွေအပါဝင်စစ်တပ်က9ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်9ဦးကတန်ရာတွေရသွားပြီးသူတို့ရဲ့စစ်သားမသားအလောင်းတွေနဲ့တန်ရာရတဲ့သူတွေကိုအသေးအတန်တည်သွားကြတယ်လို့မြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ဒါအပြင်တပ်ဖက်ကစကိုင်းမြို့နယ်မှာလည်းပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကပဲကန်တလူတိုးကိတ်မှာပြည်သူတွေကိုဖမ်းဆီးငွေညှစ်တောင်းခံနေတဲ့စစ်တလောက်ခံထရိတ်အုပ်စရေးကျော်ရဲလွင်နဲ့စစ်သားတွေပါလာတဲ့ကင်းလက်ကားကို ဒေါ်လိုင်းတက်တွေကစကိုင်းမုံရလက်မှာရှိတဲ့စကိုင်းတက်ကတော့အနီးအရောက်မှာကြားဖြတ်တိုက်ခိုက်ချေမုံခဲ့တယ်လို့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်တပ်လှည့်ကင်းကဟာလမ်းဘေးကိုထိုးချသွားပြီးကာဘုံမှာပါလာတဲ့စစ်တပ်ဘက်ကထွေးအုပ်စရေကြော်ရဲလွင်အပါဝင်ခေါနဦးစလုံးဟာပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီးသူတို့စီးလာတဲ့ကားကိုပါတော်လိုင်းရက်ပေါ်တွေကတခါတည်းမိရှုရှင်းနေခဲ့တယ်လို့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မကွေးတိုင်းရေကြုံမြို့နယ်မှာအချက်ဖက်စစ်တပ်ရဲ့ခက်လိုက်ရ196တရင်ကစစ်မှုထမ်းတပ်သားတဲ့ဟိန်းထလင်းဆိုသူဟာသူ့ရဲ့တနက်အပြင်သူနဲ့အတူတာဝန်ကျနေတဲ့တက်ချက်ကြီးရဲ့တနက်ကိုပါယူလာပြီးလက်နက်နှစ်လက်နဲ့အတူတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ရေကြုံမြို့နယ်ပတ်ကဖရဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ15ရက်နေ့ကပဲရေကြုံမြို့နယ်မှာအချက်ဖက်စစ်တပ်ရဲ့ခက်လိုက်ရ196တရင်ကစစ်မှုထမ်းတပ်သားတဲ့ဟိန်းထလင်းဆိုသူဟာ ညာဘက်လုံကြုံကြီးဂိတ်မှာတာဝန်ကျနေတဲ့အချိန်သူ့ရဲ့တနတ်တလက်အပြင်သူနဲ့အတူတူကင်းတာဝန်ကျတဲ့တက်ချက်ကြီးရဲ့တနတ်ကိုပါတပါးလေးယူချလာပြီးတော်လန်ရေးတက်တွေရှိရာဘက်ကိုမရမကထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတယ်ဆိုပါတယ်သူထွက်ပြေးဖို့စီစဉ်နေတဲ့အချိန်မှာအရင်ဆုံးတော်လန်ရေးတက်တွေနဲ့ကြိုတင်ဆက်သွယ်ချိတ်ဆက်ပြီးမှအခွင့်အရေးရတဲ့အချိန်ကိုစောင့်ပြီးသူ့ရဲ့တနတ်အပြင်တက်ချက်ကြီးရဲ့တနတ်ပါယူလာပြီးတော့အလင်းဝင်လာတာဖြစ်တယ်လို့အဲ့ဒီတတဟိန်ထလင်းဆိုသူဟာစစ်မှုရေးအပစင်၃ကဖြစ်ပြီး တော်ဆိုတော့သူကိုတော်လိုင်းတက်တွေကကောင်းကောင်းမွန်မွန်လက်ခံဆောက်ရှောက်ပေးထားတဲ့အပြင်စုငွေချင်းမြင့်မှုတွေကိုလည်းဆက်လက်ဆောင်ရွက်နေပါတယ်လို့ရေချုံမြို့နယ်ပတ်ကဖားရဲ့တာဝန်ရှိသူကပြောထားပါတယ်။တစ်ဖက်မှာတော့အကြံဖက်စစ်တပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်လူငယ်တွေကိုနေရဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးဓာတ်တွေတောက်အောင်ရှောက်လုပ်နေပြီးစစ်သားတစ်စုဆောင်နေသလိုတစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတစ်စုဆောင်ခံရတဲ့လူငယ်တွေဟာရှေ့ဒန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်ရေးရတာနဲ့အခုလိုတော်လိုင်းတက်တွေစီကိုမရမကထွက်ပြေးလာပြီး အလဲဝင်ရောက်လာတာတွေဟာလူနဲ့ဒိတ်ကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းပေါ့မြို့နယ်အတွင်းအချက်ဖက်စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်လာပြီးဂျင်းရွာနေအရတပ်ပြည်သူ9ဦးကိုတပ်ဖြတ်သွားတဲ့အပြင်လေကြောင်းကလည်းဘုံကျဲတားတွေဇက်တိုက်လုံနေတဲ့အတွက်ဂျင်းရွာ28ရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရှင်ဟုတ်ခစ်တစ်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချက်ဖက်စစ်တပ်ကပေါ့မြို့နယ်မြောက်ပိုင်းကိုစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်လာတယ်ဆိုပါတယ် အဲ့ဒီစစ်ကြောင်း၃ကြောင်းတင်းကမြိုင်စမှုတင်းကနေထွက်လာတဲ့စစ်ကြောင်းဟာပေါင်းမြို့နယ်အရှိမြောက်ပိုင်းဈေးပင်ကြီးရွာနဲ့ကဘာဖြူကျေးပါအနီးရောက်ရှိလာပြီးတပတ်ကပေါင်းမြို့နယ်ကပတ်ဆာ24ကနေထွက်လာတဲ့စစ်ကြောင်းကတော့ခြိုက်ဆောက်ကျေးရွာအနီးရောက်နေတယ်လို့ဆိုပါတယ်။ဒါပြင်အောက်တိုဘာလကုန်ပိုင်းမှာလည်းအဲ့ဒီပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးခဲ့တဲ့အချမ်းဖတ်စစ်တပ်စစ်ကြောင်းဟာထန်းတပင်ကျေးရွာနေပြည်သူ၃ဦးနဲ့ရှားပင်ရေကျေးရွာနေပြည်သူ၂ဦးကိုတပ်ဖြတ်သွားတဲ့အပြင်နိုဝင်ဘာလ17ရက်နေ့ကလည်းအဲ့ဒီစစ်တပ်စစ်ကြောင်းဟာ ဝက်ပုတ်ကျေးရွာဖုန်းကြီးကျောင်းအနီးမှာပဲအသက်40အရွယ်အမျိုးသမီးတအုပ်နဲ့အသက်52နှစ်အရွယ်အမျိုးသားတအုပ်ကိုထပ်မံတပ်ဖြတ်သွားခဲ့တယ်လို့အညာမြေတပ်ပေါင်းစုရဲ့တာဝန်ရှိသူကပြောထားပါသေးတယ်။တစ်ဖက်မှာလည်းအချက်ဖက်စစ်တပ်ကပေါင်းမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ကျေးရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတဲ့အတွက်လက်လောမှာတင်းကျေးရွာ28ရွာကပြည်သူတွေဟာဘေးလွတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေက ပြောထားကြပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ